လေးရှားခောက်ဆွဲကြော်ရဲပြပါမယ်ဆက်စပ်ကြည့်ကြမယ်စင်းသားတဲ့အသားကိုအရသာနည်းနည်းလေးပဲကံပြာကြီးလေးထည့်ထားတာထည့်မယ်ငဖယ်လေးတာထည့်မယ်ပုံထည့်မယ်နော်သူမတို့ကက်ချပ်က3စွန်ချယ်လီဆော့စ2စွန်เนาะပဲငံပြိုင်နဲ့ QC ဆက်ထားတာကနှစ်စွန်ဒီပဲငံပြာကြီးအပြစ်ဒီသစိကဇွန်းတဝဲဆက်ထားတဲ့ sauce ဖြစ်ပါတယ်အဲ့ဒါနဲ့ကြော်ပါမယ်မုန်ရဲနိုးတွေထည့်မယ်အလင်းညာလေးစားပြီးပါကျုပ်နှလုံးထည့်မယ်ကျုပ်နှလုံးကိုစားလေးရှင်းပြမယ်နော် လီဂူရန်လို့ခေါ်ရတယ် M E E G O R E N G ပါ YouTube ထဲမှာအသက်ဆိုင်နဲ့တွေ့နိုင်ပါတယ်နော်အဲဒီလီဆော့ပါတယ်ချီလီဆော့ပါတယ်ပဲငံပြားကြီးအကျဲပါတယ်ဟျူစီပါတယ်ပဲငံပြားကြီးအပြစ်ပါတယ်ဆက်ထားတာပါနော်ဆက်ထားတဲ့ဆော့လေးကိုဒီထဲမှာ ပေါင်းစားလောက်ထည့်ကြော်လိုက်မယ်။ခေါဆွဲနှစ်ပွဲသာထည့်ပါလေ။ပေါင်းကြီးရထည့်မယ်။ကျွန်တော်ဆော့ကိုထပ်ထည့်ပါမယ်။နည်းနည်းခြံထားလိုက်နေများမှဆုံးလို့ပါ။ ဆက်ထားတဲ့ source ကိုအခြေအနေကြည့်ပြီးတော့ဆက်ပါမယ်ကျွန်တော်ရေယူဒီစီတက်အနည်းထည့်ပါမယ်နှစ်စောထည့်ပါတယ်နှစ်ပွဲစာမွန်ကြီးရလေးထည့်ပါမယ်ရတာလေးမိကြည့်ပါဦး လူရင်ထက်ထဲမယ်နော်ဒါတဲ့လားပေါ်လားပေါ်ပေါ်ပေါ်နော်ကျွန်တော်ဆက်ထားတဲ့အကုန်ထည့်လိုက်ပါမယ်နော်ကျန်းကျင်လေးဆော့ဆာ3စုံချီလီဆော့ဆာ2စုံပဲငံပြာရည်နဲ့ခူးရည်ဆက်ထားတာက2စုံပဲငံပြာရည်အပြည့်ကစွန်းတော့ဝက်ဖြစ်ပါလေယူဒီစီတက်က2စုံပါပါတယ်ဒါဆိုမီဂူရန်ရပါပြီနော် ခဲနဲ့မီးပြင်းပြင်းလေးနဲ့ကြော်လိုက်မယ်ပြီးတော့ကောင်းမို့အပြူဖြူးမယ်နော်ကြီးကြည့်ပါအောင်ရပြီဆိုချပါမယ်ကြော်စားကြည့်ပါအရင်ရတာကောင်းပါတယ်နော်တချို့ကလည်းပဲပြားကြော်ထည့်ပါတယ်နော်ကျွန်တော်တို့ဒီဘက်မှမပါပါဘူးဒီဘက်မှထည့်လိုက်ပါဦးကျွန်တော် chef ဆိုပါစင်နာနဲ့အစားအသောက်တွေကိုချက်ပြုတ်မျှဝေနေတာဖြစ်ပါတယ် င်ပြေချက်စားကြကြပါ thank you ပါ